ကဲရမီယာနဲ့ဒီနေ့အတွက်음လာမဲ့နေ့အတွက်ပေါ့နော်သူတို့ရဲ့အမြင့်ဆုံး series ဖြစ်တဲ့ K series အစ်စ်ကိုသူတို့မိတ်ဆက်သွားပြီ K90 series ပေါ့လေဒီရှောင်းမီယာနဲ့သူတို့ affordable brand တစ်ခုအနေနဲ့ခွဲထုတ်လိုက်ပြီးကြတာ K series တွေရာဗျာရမီယာ flagship အနေနဲ့ကိုသူတို့ကဖြစ်သွားတာဒီတော့အခုအစ်စ်ထွက်လာတဲ့ Redmi K90 series ရောဘာတွေပိုကောင်းအောင်သူတို့လုပ်ထားလဲဘာတွေထူးခြားနေနေမလဲဆိုတာကိုကျွန်တော်တို့ချက်လောက်ကြည့်လိုက်ရအောင်မိတ်ဆက်သွားတော့နှလုံးပေါ့နော် Redmi K90 ဆိုတဲ့ vanilla model ရယ် K90 Pro Max ဆိုတဲ့ Pro Max version ရယ်ပေါ့သူတို့က Pro တော့ skip လိုက်တယ် Pro မပါတော့အရင်ဆုံးကျွန်တော်တို့ K9 နဲ့ရနေစလိုက်မယ်နောက်ပါဒီဇိုင်းကတော့မနစ်ကထွက်ထားတဲ့ K80 နဲ့ရှင်လို့ရှင်တော်တော်လေးကွဲသွားပြီအဲတနစ်ကထွက်ထားတဲ့ K70D Pro နဲ့သွားဆင်တယ်ပေါ့နော်နောက်ဖက်မှာဒီကင်မရာ၃လုံးရယ် flash ရယ်ကိုသူက၄00ပုံစံလေးလုပ်ပေးထားတယ်တော်တော်လေးလာတယ်ပြီးရင်ဒီစောင်းပိုင်ဘောဆိုတဲ့စာသားကိုလည်းဒီ၄00ကွက်ထဲမှာပဲသူတို့ထည့်ထားပေးတယ်ဟုတ်တယ်ဒီကောက်မှာ boss ကနေကျွန်းလုပ်ပေးထားတဲ့ stereo speaker တွေပါလာတယ်ဆိုတော့အတန်ထွက်ကတော့တော်တော်မိုက်မဲ့သဘောရှိတယ် သူတို့ပြောဝင်ရဆိုမြအပေါ်အောက်အတန်ထွက်50-50စီညီမယ်လို့ပြောတယ်ပြီးတော့ဒီ base တန်နေ sound state ပိုင်းနေမှာလဲတိတိတတာကိုပိုကောင်းလာမယ်လို့ပြောတယ်ပြီးတော့ဒီ bevel frame တွေကိုလည်းသူက aluminum flat frame တွေသူတို့တုံးမိထားတယ် metal frame တွေပေါ့နော်ပြီးတော့ဒီ glass နဲ့ metal ကိုဆက်ထားတဲ့နေရာတွေမှာလည်းသူတို့ကလုံးလုံးလေးလှုပ်ထားပေးတဲ့ခါကျတော့ကန်ရတက်တောင်းတက်တာဖြစ်လိမ့်မယ်အလေးချိန်ကလည်း210 gram ဆိုတော့လေးလည်းအရင်ကြီးမလေးဘူးအရင်လည်းပော့မနေဘူးအဲ့တော့သိကြတယ် ဒါပေမဲ့ metal frame လေးအထူကလည်း8 mm ပဲရှိတာ။ overall ပြောရရင်ဒီကောက်ဒီဇိုင်းကတော်တော်တက်ရက်ရှိတယ်လို့ပြောမယ်။ပြီးတော့ IP68 တို့နောက် IR Blaster တို့လို feature တွေလည်းဒီကောက်မှာထည့်ထားပေးတယ်။အယောင်အနေနဲ့ဒီခန်းအောင်လေးရဲ့အပြာနုလေးရဲ့အဖြူလေးရဲ့အနက်လေးရဲ့ဆိုပြီးတော့လေးအောင်ရမယ်။ display ဘိုင်းမှာတော့ဒီကောက်6.5ကိုလက်မရှိတဲ့ TCL ရဲ့ M10 flat OLED display တို့သုံးထားပေးတယ်။ resolution ကတော့ 2K နီးပါးရှိတယ်ပေါ့နော်။ပြီးတော့ 120Hz LDPS display ဆိုတော့ 30နဲ့120 Hz ကိုသူတို့ vary လုပ်ပေးနိုင်မှာပေါ့သူတို့ပြောဝင်ရဆိုတော့ဒီ Xiaomi Pro Max မှာတုံးထားတဲ့ display အမျိုးအစားနဲ့အတူတူပဲပေါ့ RGB 3လုံးလုံးကိုသူတို့ကဒီ pixel တစ်ခုထဲမှာထည့်ထားပေးတဲ့ပုံစံ3500 nits ဒီ limit ဒီဘေးပေါင်လေးရလည်းတတော်ပါတယ်ပြီးတော့ဒီ Xiaomi ရဲ့ i production 3.0စနစ်ရဲ့ပြီးတော့သူတို့နိုင်ဆုံးလင်းနိုင်တဲ့အလင်းအောက်သူတို့1 nits ထိသူတို့ short ချပေးနိုင်တယ်လို့ပြောတယ်ဆိုတော့ကျွန်တော်အမောင်ထဲမှာဖုန်းလေးပါရေးတုံးမယ်ဆိုရင်လည်းတတော်လေးအဆင်ပြေနိုင်တယ်ပြီးတော့ပြီးတော့ တောင်းမိုက်တဲ့တစ်ချက်ကဒီကောက်မှာ ultrasonic fingerprint scanner ကိုလည်းသူတို့ထည့်ပေးလာတယ်ဆိုတော့ဗျာ optical နဲ့ရှင်လို့ရှိရင်ကျွန်တော်ပို့ပြီးတော့မြန်မယ်ပို့ပြီးတော့ကောင်းမယ်ပေါ့ကျွန်တော်ရေတွေပါတွေစုံနေလို့ရှိရင်လည်းဖွင့်လို့ရအောင်ပေါ့ပြီးတော့ exit linear motor နဲ့ဆိုတော့ haptic feedback လည်းတော်တော်လေးကောင်းမယ် performance ဘိုင်းမှာတော့ဒီကောက်မှာ snapdragon 8 elite ကိုသူတို့တုံထားပေးတယ်မနစ်က flagship SoC ပေါ့လေဆိုတော့ price to performance သမားတွေတော့ကတော့ဒီဖုန်းကတကယ်ရွှေပဲကြိုက်တဲ့ game ကိုကြိုက်တဲ့ setting မှာကြိုက်တယ်လို့ဆိုလို့ရမယ် ဒီ Android system ကို HyperOS 3နဲ့တွဲပေးထားမယ်ပြီးတော့တို့ Vapor ချိန်ပါရေးပါညာလဲပါတယ်ဗျာဆိုတော့ကုလင်ပိုင်းလဲကောင်းမဲ့ပုံပါပဲ Okay ကင်မရာပိုင်းကလည်း K90D ကအားရဖို့ကောင်းတယ်လို့ပြောလို့ရတယ်ဒီကောက်မှာအပေါ်ကပြောခဲ့လို့ပဲ triple camera setup ကင်မရာ၃လုံးပါပဲဗောနော်ဒီ sensor size 1 by 1.55 inch ရဲ့50 megapixel light hunter 800 OIS main camera ရဲ့နောက်8 megapixel ultra wide camera ရဲ့နောက်ထပ်50 megapixel 2.5 times telephoto ရဲ့ဆိုပြီးတော့တို့၃လုံးထည့်ထားပြီးတယ် တက်ရှော့တွေသူတို့ပြထားပေးတဲ့တက်ရှော့တွေကြည့်ရတော့ကတော့ဒီကောင်ရဲ့ကင်မရာဆက်တပ်ကဒီ Xiaomi 17နဲ့တိတ်မကွာအသေးစိတ်ကိုတော့ကျွန်တော် review နဲ့ရတဲ့အခါကျမှတစ်ချက်လောက်စမ်းကြည့်ကြတာပေါ့ Okay ဒါနဲ့ကျွန်တော် channel ကိုခုမှမြင်ဘူးလေဆိုရင်တော့ကျွန်တော်ကတော့ test for တက်ကပါ phone view နဲ့ technology တွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ channel လေးကိုတစ်ချက်လောက် like and subscribe လေးလုပ်ပေးခဲ့လို့ရပါတယ် Okay ပြီးတော့ battery ဘိုင်းမှာလည်းဒီကောင်က share ပဲဒီကောင်မှာသူတို့9100 9100 mAh battery အကြီးကြီးသူတို့ထည့်ပေးထားတယ်ဒါအောင်မှအပြောင်းအလဲမယ်ဆိုရင်ပေါ့နော်ကျွန်တော် 100W နဲ့ အားပြန်သွင်းလို့ရအောင်မယ်ဆိုတော့ဒီဘက်မှာလည်းအားရဖို့ကောင်းတယ်ဈေးနှုန်းအနေနဲ့ဒီကောင်က RAM 12 256GB ကို2599 Yuan နဲ့စမယ်အမြန်မာငွေနဲ့ဆိုရင်ကျွန်တော်တို့14သိန်းဝန်းကျင်လောက်သွမ်းပေါ့နော်ဒါကတော့အဲတဲတဲ့စိတ်တွေပါရောမပါဘူးပေါ့လေဆိုတော့ကျွန်တော်15 16လောက်တော့တွက်ထားမှရမယ်နောက် K90 Pro Max ဟုတ်တယ်ကျွန်တော်အစားပြောခဲ့လို့ပဲ Pro တော့မပါတော့ Pro Max ပဲဖြစ်သွားပြီဒီကောင်ကတော့ဒီ Redmi ရဲ့ Flash စစ်စစ်လို့ပြောမှာပဲ တခြား brand နဲ့ရှင်တော့ flagship killer ပေါ့ဒီနောက်ဘက် design မှာ K90 နဲ့ကွာသွားတာမြင်ရတဲ့အချိန်မှာဒီကောက်မှာတက်တက်သူတို့ speaker အတွက်ပေါ့နော် woofer တစ်လုံးထပ်ပါလာတယ်အပေါ်အောက်နှလုံးရယ်ဒီကောက်ရယ်ဆိုတော့သူတို့က2.1 channel sound system ဖြစ်သွားလို့ပြောရမယ်ဒါအောင်မှဒီ boss နဲ့ special ဂျွန်နေလောက်ထားတဲ့ခါကျတော့ဗျာအတန်ထွက်ကတော့သူတို့ demonstration လောက်ထားတဲ့ပုံစံအရပေါ့နော်ကျွတ်စင်ယူမိုက်လိမ့်မယ်ကျွတ်စင်ယူမိုက်လိမ့်မယ်အကောင်းဆုံး smartphone speaker အတွဲဆက်တောင်မှဖြစ်လာနိုင်တယ်ဗျာသိလားသူတို့ကလည်းတကယ်ကိုဒီကွက်ကိုသူတို့ highlight လောက်သွားဗျာပြီးတော့ IP69 ဟက်တစ်အတွက် HSA လင်းနီယာမော်တာ IR Blaster အဲ့ဒါတွေလည်းဒီကောက်မှာအတူတူပဲပါလာတယ်။အရောင်နေနဲ့ဒီကောက်ကအဖြူရောင်ရင်အမဲရောင်ရင်နောက်ထပ်ကျွန်တော်တို့ဒီဂျင်းသားပေါ့နော်။အဲ့ပုံစံဒီ denim ဂျင်းပုံစံလည်းရအောင်မယ်။ပို့ပြီးတော့တခြားရောင်တွေရှင်လို့ရှင်အကျန်းခံမယ်လို့မျှော်လင့်ရတယ်။ပြုတ်ကြတာပါညာဆိုရင်လည်းတိတ်မကွဲလွယ်တော့ဘူးပေါ့ဗျာ။ပြီးတော့ဒီကောက်က display ဘန်းမှာလည်း ကျွန်တော် K90 နဲ့မယူတော့ဘူး။တူက site ပိုကြီးသွားတယ်။6.9 inch ဖြစ်သွားတယ်။ဆိုတော့ဟိုကောင်ထက်တော့တိတိတတလေးပိုကြီးသွားပါပေါ့။ Display space တွေကတော့အတူတူပဲ3.5 nits ဒီလင်းမယ်။ TCL ရဲ့ M10 120Hz OLED ပဲ။ပိုကြီးတာကြိုက်လို့ရှိရင်တော့ကျွန်တော်တို့ K90 Pro Max ကိုရွေးပေါ့လေ။ကင်မရာဘက်မှာလည်းဒီကောင်က K90 ထက်ပိုကောင်းတယ်။ဒီကောင်မှာဒီ50 megapixel main gen တော့တူမယ်လို့ sensor size မှာ1.1.31 inch ဖြစ်သွားတဲ့ခါကျတော့ဟိုကောင်ထက်ပိုကြီးသွားတယ်။ပြီးတော့ ultra wide ကလည်း8 megapixel ကနေ50 megapixel ဖြစ်သွားတယ်။ပြီးတော့ပြီးတော့ တယ်လီဖိုတိုကလည်းကျွန်တော်အရင် K9 တရ2.5ထိုင်ရနေဒီကောက်မှာ 5HT ဖြစ်သွားတယ်ဆိုတော့ပို့ပြီးတော့ zoom ဆွဲလို့ရအောင်ပို့ပြီးတော့ကောင်းတဲ့တယ်လီဖိုတိုပါလာလို့ပြောမယ်ဆိုတော့ဗျာကင်မရာဘိုင်းမှာတော့ K90 Pro Max ကတိတိတတာပို့ကောင်းလာမှာတော့သိကြတယ် performance ဘိုင်းအတွက်ကိုလည်းဒီကောက်မှာ Snapdragon 8 Elite Gen 5ဒီနှစ်ထွက် flagship SoC ကိုသူတို့တုံထားပေးတယ်ပြီးတော့နောက်ထပ်ဒီ gaming chip တစ်ခုဖြစ်တဲ့ D2 chip ကိုလည်းထပ်ထည့်ပေးထားတယ်ဆိုတော့ gamer တွေကတော့တော်တော်လေးတဘောကြနိုင်တယ်ဟိုက်ပါဝက်3ကို Android system နဲ့ တွဲထားပေးတယ်။ 3D Vapor Chain မှာဘာညာနဲ့ဆိုတော့ဗျာတာမယ်ပိုင်းမှာလည်းအရင် queue size ဆရာမလို့လောက်ဘူး။ဆိုတော့ performance ပိုင်းမှာတော့ AA စစ်စစ်ကိုဒီကောင်စိတ်ချထားလို့ရတယ်။ပြီးတော့ဒီကောင်မှာ K90 လို့ USB 2.0နဲ့မဟုတ်တော့ဘဲနဲ့3.2ဖြစ်သွားတယ်။ဆိုတော့ data transfer လုပ်တာဘာညာမှာလည်းပုံမြင်မယ်ပေါ့။ battery ပိုင်းမှာလည်းကျွန်တော် K90 ထက်ပိုများတဲ့1560 mAh battery နဲ့ဖြစ်သွားတယ်။ပြီးတော့100 watt wire အပြင်သူက50 watt wireless charging လည်းသူ့မှာထပ်ပါလာတယ်။ပြီးတော့22.5 watt reverse charging လည်းရအောင်မယ်။ဆိုတော့တက်တော်ကြမ်း ဒီကောင်ကလည်းအခမ်းမဲ့ပုံပဲဒါတော့မှဒီကောင်ရဲ့အထူပါ7.9 mm ပဲထူတာเนาะ K90 ထက်တောင်မှ0.1 mm လောက်ပို့ပြီးတော့ပါသေးတယ်ဈေးနှုန်းအနေနဲ့ K90 Pro Max က3996ယွမ်းနေစမယ်မြန်မာငွေနဲ့ဆိုရင်တော့အဲ30ကျော်ကျော်လောက်သွားမှာပေါ့ထုံးစံတိုင်းပဲဘာညာဘာညာနဲ့ဆိုရင်ကျွန်တော်တို့22 23လောက်တော့ကြိုတက်ထားလိမ့်မယ်နောက်ပြီးတော့ထုံးစံအတိုင်းတို့ Lamborghini ရဲ့ Squadra Cross ဆိုရက် limited edition တမျိုးလဲထွက်နေတယ်ဒီ K90 Pro Max ကိုပေါ့เนาะ ဒီကောင်ကတော့ဈေးနှုန်းအနေနဲ့9499ယွမ်းနေစမယ်မြန်မာငွေနဲ့ဆိုရင်တော့သိန်း30ဝန်းကျင်လောက်သွားမှာပေါ့နော်အဲ့ကောင်ကတော့တော်တော်လေးမိုက်လောက်တယ်ဆိုတော့ဟုတ်ပြီ bro ဒီနေ့ထွက်တဲ့ K90 series ကိုဘယ်လိုမြင်လဲဘယ်လိုထင်လဲဒီကောင်ရဲ့ပြိုင်ဘက်တွေကဘယ်ကောင်တွေဖြစ်နိုင်မလဲအောက်မှာတစ်ချက်လောက်ဝင်ဖြည့်ပေးတော့လို့ရပါတယ်โอเคဒါလောက်ပါပဲနောက်နေ့မှာပဲကျွန်တော်ပြန်တွေ့ကြတော့